တနေ့မှမင်္ဂလေးတယောက်ဟာဇီကြီးတဲ့အစင်းမြအစားစာတွေကိုမာယူလိုက်ပါတယ်။ဒါပေမဲ့သူဘူးကိုဖိလိုက်တဲ့အခါထုမလုံးဝကိုတုံလို့သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အထဲမှာဘာမှမရှိပဲပလာကီထင်ကြီးလို့ပါ။ဘေစာရွက်မှာတော့ဇလုံးတစ်လုံးမှရင်မထားပါဘူး။ဒေါက်တာထွက်ပြီးချက်ချင်းပဲစားတောက်ဆိုင်ရဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်ပေးမယ်လေ။ဖုန်းကလုံးဝဆက်လို့မရပါဘူး။စိုးရင်ပြီးစုထွေးနေတဲ့သူမဟာဘာတွေထင်နေတာလဲဆိုတာကိုစဉ်းစားနေတော့မှပဲ။သူမအိမ်မဲ့လုံးဟာဘူးပေါ်မှာရေးထားတဲ့စာတစ်ချောင်းကိုတော့တွေ့လိုက်ရပါတယ်။အဲ့ဒီမှာရေးထားတာကသင်စားခြင်းနဲ့အစားအစာကိုရေးပြီးဘူးတက်ထည့်လိုက်ပါတယ်။ ပထမတော့ဒါဟာနောက်ပြောင်တာပဲလို့ထူမထင်ခဲ့ပြီးမယ်။တီချင်းစိတ်ကိုမထင်းနိုင်ပဲထူမဟာဆာရက်တရွတ်ပေါ်မှာဘာဘီကျူးလို့ရေးပြီးဘူးတဲ့ကိုထည့်လိုက်ပါတယ်။တဆက်ကတော့မကြပါဘူး။ဘူးလေးကတုံခါလာပြီးတော့ဖြူဖွဲအလင်းနဲ့တထုံတဲ့အတူအထဲမှာတကယ်ပဲဘာဘီကျူးအတားခင်းတွေပေါ်လာခဲ့ပါတယ်။ထူမမယုံနိုင်အောင်ဖျက်ရပေးမယ်။တကယ်ဆားလိုက်တဲ့အခါပိုလို့တော့အန်ဟာတင်ထွားခဲ့ရပါတယ်။အရသာကလုံဝကိုမယုံနိုင်စရာကောင်းလို့လို့ပါပဲ။အဲ့ဒီနောက်မှာတော့သူမအစားအစာတွေကိုစားကောင်းကောင်းနဲ့စားတော့တာပေါ့။ဒါပေမဲ့သူမရဲ့လောဘကရက်မသွားပါဘူး။ဘာဘီကျူးကိုဖယ်လိုက်ပြီးဇူရှိတို့ရေးလိုက်ပြန်တော့ စက္ကန့်ပိုင်းအတွင်းမှာလည်းပူပူနွေးနွေးဆူဆီတွေထပ်ပေါ်လာခဲ့ပါတယ်။အခုဆိုရင်သူမဟာထူးဆန်းပြီးဈေးကြီးတဲ့ဟင်းလျာအမျိုးမျိုးကိုစတင်စမ်းတက်နေပါပြီ။ခဏကြာမှတော့သူမရကောင်းလေးကိုနောက်ထပ်အတွေ့တစ်ခုဝင်လာပြန်ပါတယ်။ကဘာပေါ်မှာဈေးကြီးဆုံးအစားအစာဟာပါလဲ။သူမအွန်လိုင်းမှာရှာကြည့်လိုက်တော့ကေဗီယာ၅ဥကဇွန်းတစ်ချောင်းကိုဒေါ်လာတစ်ထောင်လောက် ကုန်ကြတယ်ဆိုတာသိလိုက်ရပါတယ်။သူမချက်ချင်းပဲစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကဲမကောင်းစွာနဲ့သူမရဲ့စာရွက်လေးဟာစာရွက်အပြည့်အချင်နေပါပြီ။ ဒါကြောင့်မို့အနည်းနားမှာရှိတဲ့အာဖြစ်စေဘူးဝံကိုလှမ်းယူပြီးအဲ့ဒီပုံမှာ KBR လို့ရေးကမော်ဘူးတဲ့ကိုထည့်လိုက်ပါတယ်။မျက်စိသမိအတွင်းမှာပဲဘူးကတုံခါပြီးအစစ်မှန်ငါဟု KBR တွေသူမဆက်မှာပေါ်လာခဲ့ပါတယ်။သူမဟာဒီလိုဈေးကြီးတဲ့ဟင်းလျာကိုစားရကြောင်းဆိုရှယ်မီဒီယာပေါ်မှာကြွားဝါနေပါတယ်။ဒါပေမဲ့ရုပ်တရက်သူမရဲ့နှာခေါင်းကနေသွေးတွေစီးကျသွားပါတော့တယ်။မျိုးလုံးတွေလည်းမောင်ကျသွားပြီးပါဇက်ကနေအမြုပ်ပြစ်ထွက်ကကျန်းပြင်ပေါ်ကိုလဲကျသွားခဲ့ပါတော့တယ်။ အမှန်တရားကတော့သူမရေထဲဆေးဖူးကွက်ပေါ်မှာ poison လို့ရှင်းရှင်းလင်းလင်းရေထားတာကိုသူမသတိမမှုမိခဲ့တာပါအရသာကိုမမောရင်နဲ့မင်းကလေးဟာသူမရဲ့အသက်ကိုပေးလိုက်ရပါတော့တယ်